ားလုံးပဲမင်္ဂလာပါ။နောက်ထပ်ကစနေနေ့ညမှာတော့ကျွန်တော်တို့ FA Cup ရဲ့ Final ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ခရစ်စတယ်ပဲလေအသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ဒီပွဲကအစိတ်ဝင်စားစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကမန်ချက်စတာစီးတီးအသင်းတို့ကဒီဟာဒီမှာကျွန်တော်တို့ဒါအသင်းရဲ့အဓိကကစားသမားတွေ injury ဖြစ်တယ် team structure အရကျွန်တော်တို့အသင်းကတော်တော်လေးပေါ်လေးဒါ struggle ဖြစ်တဲ့ယာဒီမှာအာကျွန်တော်တို့ဒါတခုတည်းသောအာကျွန်တော်တို့ supply အနေနဲ့ Africa ရဲ့ final အဆင့်ကိုတက်လာတာဖြစ်တယ်လို့တစ်ဖက်က Crystal Palace အသင်းတို့လည်းကျွန်တော်တို့ဒါသူတို့အသင်းနေနေပေါ်လေးဒါ final ရောက်ဖို့ဆိုတာတော်တော်လေးမလွယ်ကူတဲ့အနေအထားမှာကျွန် တော့ဒါဒီရာစီမှာတော့ခြေစွမ်းပြပြီးတော့မှ Africa ရဲ့ final အဆင့်ကိုတက်လာတဲ့အခြေအနေကြောင့်မို့လို့ကလနသင်းရဲ့မတူညီတဲ့ ဝေးပေါ်မှာကျွန်တော်ဘယ်အတင်းက supply ရသွားမယ်ဆိုတော့ question ကတော့ရှိနေတယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့ဒါ generally အဖြစ်တော့ပေါ့လေဒါပထမဆုံး Manchester City အတင်းကြောင်းစပြောင်းမယ်ဆိုရင်တော့ Manchester City အတင်းကကျွန်တော်ဒီရာဒီမှာကျွန်တော်အဖက်ဖက်ကပေါ့လေဒါကျွန်တော် striker ဖြစ်နေတဲ့အခြေအနေမှာဘလောက်ပဲခက်ခဲခက်ခဲနေပြ Pep Guardiola ကကျွန်တော် Manchester City အတင်းကိုဒါကျွန်တော်တို့ဒီရာဒီမှာ Champions League ဝင်ခွင့်ရအောင်လေသူလှုပ်ပေးနိုင်တယ်ကျွန်တော်တို့ဒါလက်ဂျန်တစ်ပွဲမှာတပွဲနိုင်တပွဲတည်ကြရုံနဲ့ကျွန်တော်ချန်ပီယံလိဝင်ခွင့်ရမှာဖြစ်တယ်လို့ ဒါကျွန်တော်တို့ခက်ခဲတဲ့ယာစီမာတောင်မှအာဒီဆူပလာတလုံးရအောင်ဆွမ်းဆောင်ပေးနိုင်မဲ့အခြေအနေတခုကိုနီဗျာဘက်ကွာရီယိုလာကဖန်တီးပေးထားတာလည်းဖြစ်တယ်ဆိုတော့နီဗျာဘက်ကွာရီယိုလာနဲ့မန်ချက်စတာစီးတီးအသင်းတို့ကဒီဖလားကအရေးကြီးတယ်အာဒီဖလားပေါ်မှာရလာတဲ့ဒီငွေကြေးပမာဏကနေသည့်ဖြစ်စေများသည့်ဖြစ်စေဒါဟာစီးတီးအသင်းတို့ကဘာမှမပြောပါဘူးဆိုပေမဲ့လို့ကျွန်တော်ဖလားလက်မဲ့ယာစီတခု ဒါပေါ်လေကျွန်တော်ပြီးမသွားဖို့အတွက်ကလပ်တင်းမှာတကယ်ကိုရေးကြည့်တယ်ဒီပြဘက်ကွာရီယိုလာရဲ့ Manchester City အသင်းပထမဆုံးကင်တွေတဲ့နှစ်မှာဖလားလက်မဲ့ရာသီကျွန်တော်ဂျုံခဲ့ဘူးပြီးတော့မှဒါမျိုးနောက်ရာသီထပ်မဖြစ်ဖို့အတွက်ကျွန်တော် Crystal Palace တင်းနဲ့ FA Cup ပွဲစဉ်မှာ Manchester City တင်းရဲ့ performance ကိုကျွန်တော်မြင်ရဖို့အခြေအနေရှိတယ်ဆိုတော့ City ကကျွန်တော်တို့အမှန်တမ်းပြောရရင်ဒါဒီနောက်ဆုံးပေါ်လေဒါကျွန်တော်တို့နောက်ဆုံးရှုံးပွဲတွေ့ခဲ့တာက Masla ကျွန်တော်တို့ဒါ၈ရက်နေရဖြစ်ပြီးတော့မှလက်ရှိအခြေအနေထိဆိုရင်ဒါကျွန်တော်ပြိုင်ပွဲစုံ၁၀ပွဲကစားထား ားတယ် CD ကကျွန်တော်9ပွဲနိုင်တယ်အာကျွန်တော်တို့ဒါ3ပွဲတည်ကြထားတဲ့အခြေအနေအထိ Manchester City တဲ့နီးပြပက်ဂွာရီယိုလာကကလပ်သင်းကိုကျွန်တော်တို့ဒါရလက်ကောင်းတွေရအောင်ထပ်ပြီးတော့မှဒါကျွန်တော်ဆွမ်းဆောင်ထားနိုင်တဲ့အခြေအနေလည်းဖြစ်တယ်ဆိုတော့ဒါပြင်ကျွန်တော်ကလပ်သင်းရဲ့ကစားသမားတွေဖြစ်တဲ့ Kevin De Bruyne ကစာချုပ်တက်တန်ကုန်လို့ကျွန်တော် DRDP Manchester City တဲ့နဲ့လမ်းခွဲတော့မှဖြစ်တယ်လို့ကျွန်တော်ဂန်တုံငန်ကလည်း DRDP နဲ့ပဲဒီဒီ City တဲ့ကိုပြောင်းရွှေ့လာတဲ့အခြေအနေမှာ အတိအကကစားသမားတွေဖြစ်တဲ့ဂန်တုံကအတွက်ရောတစ်ဖက်က Kevin De Bruyne အတွက်ပါအဲကျွန်တော် FA Cup ကိုယူပြီးတော့မှဒါကျွန်တော်ကလပ်တင်းကထွက်ခွာသွားမယ်ဆိုရင်တကယ် memorable ဖြစ်နေမယ်ကလပ်တင်းအတွက်အမှတ်တရဖြစ်နေမယ်အနေထားလည်းဖြစ်တယ်ဒါပြင်ကျွန်တော်တို့ဒါတဲ့ရကစားသမားတချို့ကလည်းထွက်ခွာသွားနိုင်တဲ့အခြေအနေမှာ ဒီကစားသမားတွေတို့ကကျွန်တော်တို့ဒါ CD သင်းနဲ့ကျွန်တော်နောက်ဆုံးဒီ competition ပေါ့လေဒါ supply တလုံးရသွားမယ်ဆိုရင်တော့ပိုကောင်းတဲ့အနေအထားတစ်ခုလည်းဖြစ်တယ်ဆိုတော့ဒီနှစ်သင်းကြားမှာကကျွန်တော်တို့ကစားသမားအင်အားရောငွေကြေးအင်အားရောကျွန်တော်ကလပ်အဆင့်တန်းရောကွာဟမှုကြီးပါတယ်ဆိုတော့ CD သင်းတို့တော့ကျွန်တော် FA Cup မှာပိုဆွဲဖို့အရေးကြီးတယ်ဒါပြင် Manchester City သင်းက FA Cup ကိုဒါနောက်ဆုံး၃နှစ်အတွင်းမှာ၃ချိန်မြောက် back to back တက်လာနိုင်ခဲ့တာဖြစ်တယ်လို့ပြီးခဲ့တဲ့နှစ်နှစ်မှာကျွန်တော်ပထမနှစ်မှာဒီ Manchester United အသင်းကို2-1နဲ့နိုင်တဲ့ final မှာ ှကျွန်တော်တို့ဒါချန်ပီယံဖြစ်တယ်ပြီးခဲ့တဲ့နှစ်တုန်းကတော့ထူးဝမ်းတဲ့အရင်နှစ်ပြီးတော့မှကျွန်တော်ဒုတိယဆုံးနဲ့နာကျင်နက်ခဲ့ရတယ်ဆိုတော့ဒီနှစ်မှာလည်းကျွန်တော်တို့ဒါတစ်ဖက်ကအားနေတဲ့ဗောလေဒါခရစ္စတဘဲလက်အတင်းနဲ့လာတွေ့နေတဲ့အခြေအနေကြောင့်မလို့ City အသင်းအတွက်တော့အများကြီးအားသာချက်တွေရှိနေတာလည်းဖြစ်တယ်ဒါပြင်ကျွန်တော်တို့ Manchester City တင်းနဲ့ Crystal Palace တင်းကကျွန်တော်တို့ဒါစုစုပေါင်းဗောလေတွေ့ဆုံမှုရအာကျွန်တော်တို့ဒါ26ကြိမ်ရှိတယ် Manchester City တင်းကကျွန်တော်တို့18ကြိမ်တည်တည်နိုင်ထားတယ် Crystal Palace တင်းက3ကြိမ်ပဲနိုင်ပြီးတော့မှ9ကြိမ်တည်ကြထားတဲ့အထိ City ကပြက်ပြက်သားသားအနိုင်ရ ထားသလိုပရီးမီးယားလီကျွန်တော်ဒီရာသီတွေ့ထားတဲ့အခြေအနေကိုကြည့်ခြင်းအပြင်ဒါပထမအကြော့မှာဒါကျွန်တော်တည်ရလက်ထွက်ပေါ်ခဲ့တယ်ဆိုပေမဲ့လို့ CD အင်ခွဲမှာတော့ CD ကခရစ်စတပယ်လေတင်ကိုဒါငါးခုပြတ်အနာယူထားတဲ့အခြေအနေကြောင့်မလို့အာကိန်းကရန်အချက်ရပဲကြည့်ကြည့်အသင်းနဲ့တင်ကြမှာပဲရှင်ကြည့်ကြည့်ပေါ့လေ CD ကကျွန်တော်တို့ဒါတစ်ဖက်ကခရစ်စတပယ်လေတင်ထက်တော့အများကြီးအားတာတဲ့အချက်တွေကျွန်တော်တို့တွေ့ရတယ်တစ်ဖက်ကဒါခရစ်စတပယ်လေအသင်းကတော့ကျွန်တော်တို့ဒါသူတို့အသင်းနေနဲ့ပေါ့လေ ဒီ final မှာ champion မဖြစ်ခဲ့လဲဒါတို့အတွက်တော့တိတ်ပြီးတော့မှ impact မဖြစ်ဘူးအဲတို့ကအလဲလဲအသင်းတသင်းဖြစ်တယ်ကျွန်တော်တို့ဒါဒုတိယဆုနဲ့ဆိုလဲတို့အတွက်တော့ဂျင်းနဲ့ဆရာအခြေအနေလည်းဖြစ်တယ်ဒါပြင်ကျွန်တော်တို့ဒါ ဒီဟာဒီမှာတော့ဒါ Crystal Palace ပါလေကျွန်တော်တို့ FA ကလမ်းကြောင်းတစ်လျှောက်မှာတော့တကယ်ကျွန်တော် Premier League ကလပ်အတင်းကြီးတွေဖြစ်တဲ့တစ်ဖက်ကဒီ Aston Villa ကို3-0နဲ့နိုင်တယ်အာကျွန်တော် Fulham ကို3-0နဲ့နိုင်တယ် Millwall ကို3-1နဲ့နိုင်တယ်အာကျွန်တော်ဒါဒီပေါ့လေကလပ်တင်းကြီးတွေကိုအကုန်လုံးကိုမထင်မှတ်ထားတဲ့အခြေစွမ်းပြပြီးတော့မှကျွန်တော်တို့ final အဆင့်ကိုတက်လာတာလည်းဖြစ်တယ်ဒါပေမဲ့လို့ကျွန်တော်တို့ ဒီတစ်ဖက်ကမန်ချက်စတာစီးတီးအသင်းနဲ့ရှင်တော့ဆဆရာဝီဖြစ်နေတဲ့အနေအထားလည်းဖြစ်တယ်ခရစ္စတပဲလည်းအသင်းအတွက်တော့မန်ချက်စတာစီးတီးအသင်းကိုအရင်နှိမ့်လို့ကျွန်တော်တို့ဒါဒုတိယဆုနဲ့ချိန်နှက်ခဲ့ရတယ်ဆိုလဲတိတ်ပြီးတော့မှဒါအသင်းမှာပြောစရာအချင်းတော့မရှိဘူးလေဆိုတော့ဒါစီးတီးအသင်းနဲ့တစ်ဖက်ကဒီခရစ္စတပဲလည်းအသင်းတို့ရဲ့ FA Cup Final ပွဲစဉ်မှာတော့ကျွန်တော်အထင်တော့ဒါစီးတီးကပဲအနိုင်ယူပြီးတော့မှနောက်ဆုံး၃နှစ်မှာ Champion တစ်ချိန်ဖြစ်ပြီးတော့မှပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကမြင်တယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာ ခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်